နိုင်ပွေနဲ့အတူကစားသမားဘဝကိုစွန့်ခဲ့ပြီးဖြစ်တဲ့ MMA fighter ကချင်တိုင်းရင်းသားအောင်လာအဆန်ဒီကနေ့အောက်တိုဘာလ၄ရက်နေ့နနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့တဲ့1 fight night ပြိုင်ပွဲမှာတော့ပြိုင်မဲ့ဖြစ်သူ Sweden fighter ကို MMA fighter ကချင်တိုင်းသားအောင်လာအန်ဆန်းကတော့အနိုင်ယူပြခဲ့တာပါဒါဟာတော့အောင်လာအန်ဆန်းရဲ့နောက်ပွဲဖြစ်သလိုနိုင်ပွဲနဲ့အတူကစားသမားဘဝကိုအပြီးပိုင်နှုတ်ဆက်ခဲ့ပြီပဲဖြစ်ပါတယ်ပြိုင်ဘက်ဝမ်ချန်ပီယံရှစ်မှာတော့7ပွဲကစားပြီး9ပွဲရှုံးနေပြီး9ပွဲနိုင်4ပွဲရှုံးနေသူဖြစ်ပြီးအောင်လာအန်ဆန်းကတော့16ပွဲကစား14ပွဲအနိုင်ရရှိသူပဲဖြစ်ပါတယ်ယခုပွဲစဉ်ပါဝင်15ပွဲရရှိပြီးသူချစ်တဲ့ပရိသတ်တွေကိုထာဝရနှုတ်ဆက်သွားပြီပဲဖြစ်ပါတယ် ဝမ်ချပြင်းရှေ့ကစားသမားဘွားကနေအနားယူတော်မယ့်အောင်လအန်ဆန်ရဲ့ကစားသမားဘွားအမတ်တရပုံရိပ်လေးတွေနဲ့မတန်တွေကိုပွဲချိန်မတိုင်းမီယနေ့နနက်ပိုင်းမှာဖော်ပြပေးခဲ့ပါတယ်။ဒီကနေ့ပွဲစဉ်မှာတော့ကျွန်မမေဝါဖိုက်နိုင်ပြန်ပွဲမှာမြန်မာဖိုက်တာအောင်လအန်ဆန်ကတွဲဆိုင်ဖြစ်နေပါဝင်လာခဲ့ပြီးစွတင်ဖိုက်တာနဲ့ရှင်ပြန်ရမှာဖြစ်ကြောင်းသိရပါတယ်။အောင်လအန်ဆန်ဟာတော့ ဖေဖော်ဝါရီလတွေကနေထိုးတက်ခဲ့တဲ့ပွဲပြီးမှလည်းအနားယူခဲ့ဖို့စီစဉ်ခဲ့တော့လေအစီအစဉ်ပြောင်းလဲကနောက်တစ်ပွဲထိုးတက်ပြီးမှအနားယူမယ်ဖြစ်ကြောင်းသိရပါတယ်။ဝမ်ချမ်ပီယံရှစ်အစီအဝေးပွဲမှာတော့ဆယ်စုနှစ်နှစ်ခုကျော်အောင်ထိုးတက်ခဲ့တဲ့ Light Heavyweight တန်ကမ္ဘာချန်ပီယံဖြစ်တဲ့ရက်တီနိုင်ခဲ့တဲ့အမလာအစံအတွက်နောက်ဆုံးပွဲစဉ်စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီးမြန်မာပြည်သက်အများပြားရှိနေတဲ့ထိုင်းနိုင်ငံမှာကျင်းပသွားမယ်ဖြစ်တယ်လို့သိရပါတယ်။ One Fight Night ရဲ့ Wi-Fi Night 3C ပြန်ပွဲမှာလည်းထည့်သွင်းခြင်းပဲဖြစ်ပါတယ်။အောက်လအဆန်းဟာမဒဝိတ်တန်ကမ္ဘာချန်ပီယံဆုနေ2019ခုနှစ်ဇွန်လမှာ2020ပြည့်နှစ်အောက်တိုဘာလအထိကို Light Heavyweight တန်းကနေကမ္ဘာချန်ပီယံဆုကိုထိမ့်သိမ်းထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အော်တိုဘာလ၄ရက်နေ့မှာမြန်မာစံတော်ချိန်နနက်9:00နာရီမှာကျင်းပမယ်။ Wi-Fi Night ပြိုင်ပွဲမှာမြန်မာဖိုက်တာအောင်လာအာဆန်းကတွေ့ဆိုင်ဖြစ်နေပါဝင်လာခဲ့ပြီးစစ်တင်ဖိုက်တာနဲ့ရှင်ပြိုင်ရမှာဖြစ်ကြောင်းသိရပါဗျ။အောင်လာအာဆန်းကတော့ ဖေဖော်ဝါရီလတွေကနေထိုးတက်ခဲ့တဲ့ပွဲပြီးမှလည်းအနားယူခဲ့ဖို့စီစဉ်ခဲ့တော့လေအစီအစဉ်ပြောင်းလဲကနောက်တစ်ပွဲထိုးတက်ပြီးမှအနားယူမယ်ဖြစ်ကြောင်းသိရပါဗျ။ဝမ်ချမ်ပီယံရှစ်အစည်းအဝေးပွဲမှာတော့ဆယ်စုနှစ်တစ်ခုကျော်အောင်ထိုးတက်ခဲ့တဲ့ Light Heavyweight တန်ကမ္ဘာချန်ပီယံဖြစ်တဲ့ယက်တီနိုင်ခဲ့တဲ့အမလာအဆန်အတွက်နောက်ဆုံးပွဲစဉ်စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီးမြန်မာပြည်သက်အများပြားရှိနေတဲ့ထိုင်းနိုင်ငံမှာကျင်းပသွားမယ်ဖြစ်တယ်လို့သိရပါဗျ။ World Fight Night ရဲ့ 1593ပြိုင်ပွဲမှာလည်းထက်သွင်းခြင်းပဲဖြစ်ပါတယ်။အောက်လအဆန်းဟာမဒဝိတ်တန်ကမ္ဘာချန်ပီယံဆုနဲ့2019ခုနှစ်ဇွန်လမှာ2020ပြည့်နှစ်အောက်တိုဘာလအထိကို light heavyweight တန်းကနေကမ္ဘာချန်ပီယံဆုကို ထိမ့်သိမ်းထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။စကောက်စီလာအောင်ခံရတပ်ဖွဲ့ဝင်အထိမ့်မှဖြစ်နေရကူထားတဲ့ဘဝကိုစားတော်ကင်းကနများရုပ်ရှင်စကားကိုတော့ကြည့်ရှုသူမရှိတဲ့အတွက်ရတပ်ဖွဲ့ဝင်တွေနဲ့ရဲဝင်နှံတွေကိုစကံမှုများကပတ်စံပေးပြီးကြည့်ခိုင်းနေတယ်လို့ရတပ်ဖွဲ့ဝင်တွေနေဆက်သူတွေကလည်းသိရပါတယ်။ ဲ့ဒီရုပ်ရှင်ကိုစက်တင်ဘာလ19ရက်နေ့ကစတင်ပြခဲ့တာဖြစ်ပြီးတနင်္ဂနွေလုံးမှာယုံတင်ပြသနေတာကြီးစုသူမရှိတဲ့အတွက်ရတပ်ဖွဲ့ဝင်မိသားစုနဲ့ရတပ်ဖွဲ့ဝင်တွေကိုနှိစက်ရရုပ်ရှင်တွေမှာအလဲကြဆယ်ယောက်ထက်မနည်းကိုမြို့နယ်မှုခရိုင်မှုနဲ့စက္ကမ